င်္ဂလာပါကျမတို့နေထိုင်တဲ့ကဘာကြီးပေါ်မှာသိပ္ပံပညာနဲ့ဖြည့်ရှင်းလို့မရတဲ့ထူးခြားစံကျယ်ဖြစ်ရတွေဟာတမိုင်းအဆက်ဆက်မှာရှိခဲ့ကြပါတယ်ဒီနေ့တော့နှဆိုင်လုံးလာတဲ့သမုတ်ပြာကြီးတွေကထူးခြားစံကျယ်တဲ့အကြောင်းအရာတချို့ကိုတင်ဆက်ပေးမှာပါဒါကတော့တင်မောသားမပါပဲပုံမှန်အတိုင်းရွက်လွင့်နေတဲ့တမိုင်းမှာအကျော်ကြားဆုံးအဖြေရှာရခက်ဆုံးတစ်စီတင်မော၅စီအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကကျိန်စာလားတဘာဝလွန်စွာရရဲ့လက်ချက်လားဆိုတာကိုအခုထိအဖြေရှာမရနိုင်သေးပါဘူးเนาะ ဒါကြောင့်အချိန်မပြုံးမဲထူးခြားစမ်းကြယ်နမဲကျော်တစီတင်မောကြီးတွေကြောင်းတွားရောက်လေးလာလိုက်ရအောင်နံပါတ်5 SSB ချီမူအာတိတ်ဒေတာရဲ့မတည်နိုင်သောဝိညာဉ်1932ခုနှစ်မှာကုန်ပြင်တင်မောဘေးချီမူဟာအလားစကားကံယိုရန်မှာရေခဲတွေကြားပိတ်မိသွားခဲ့ပါတယ်ရာဒီဥဒုကတော်တော်ဆိုးဝါးလွန်းလို့တင်မောသားတွေကဘေချီမိုကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။သူတို့ထင်တာကနောက်ပိုင်းမှာတင်မောဟာနှမြုပ်သွားပြီပေါ့ ဒါပေမဲ့မဟုတ်ခဲ့ပါဘူး။ဒီလိုနဲ့နောက်ထပ်နှစ်တွေမှာတော့ဘေချီမူဟာမလိုလူသားတဦးတယောက်ရဲ့ထိန်းချုပ်မှုမပါပဲရေခဲပြင်ထဲမှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေခဲ့တာကိုသိလိုက်ကြရပါတယ်။ဘေချီမူကိုနောက်ဆုံးတွေ့ခဲ့သူတွေရဲ့အပြောအရကတော့ကုန်းပတ်ပေါ်မှာရေခဲတွေနဲ့ဖုံးလွှမ်းနေပြီးတကားချုပ်ပွေနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။အဲ့လိုတွေလိုက်တဲ့အခါမှာတော့သူတို့အတွက်ဒါဘသူမောင်းနေတာလဲဆိုတဲ့မေးခွန်းကဖြေမဲ့နေခဲ့ပါတယ်။ ဒီသင်းမောကြီးဟာနောက်ထပ်38နှစ်ကြာအောင်အာတိတ်သမှုတရားကိုတယောက်တည်းရွံ့လွင်ပြီးတဲ့နောက်မှာတော့1969ခုနှစ်မှာနောက်ဆုံးအကြိမ်တွေ့ခဲ့ရပြီးမေချီမူဟာသမုတ်တရားထဲမှာထာဝရပြောက်ွယ်သွားခဲ့ပါတော့တယ်။ဒီတင်မောကြီးကသူ့ရဲ့ဥတီယာကိုဘလို့ရှာတွေ့ခဲ့တာလဲဆိုတာကိုတော့ထူးခြားစံကျယ်မှုတွေပြည့်နေနေတဲ့သမုတ်တရားကြီးကပဲသိလိမ့်မယ်လို့ထင်မိပါတယ်။နံပါတ်၄ SS Coramidan သေမင်းရဲ့နောက်ဆုံးဖုန်းခေါ်ဆိုမှု ဒီဇလန်းကတော့တင့်ကိုဖြည့်ရှင်းမရတဲ့တွေးအိမ်မက်တွေးစီခေါ်ဆောင်သွားနိုင်ပါတယ်1940ခုနှစ်များအတွင်းကမလေးရှားရေလက်ကြားမှာပင်မောတစည်းကနေထိတ်လန့်ပွဲ မော့စကိုသတင်းချက်ပြမှုတစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်ဒီချက်ပြမှုရဲ့အဓိပ္ပာယ်ကတော့တပ်ပရိန်နဲ့အရာရှိတွေအားလုံးတည်နေကြပြီးဖွဲ့သားအားလုံးလည်းတည်နေပြီးကျွန်တော်လည်းတည်တော့မယ်ဆိုတဲ့သတင်းစကားပဲဖြစ်ပါတယ်ဒီလိုနဲ့ချက်ပြမှုကိုဖမ်းယူရှိတဲ့တင်မောကလည်းအချိန်မဆိုင်ပဲကန်းကျေဆောင်တက်ဖွဲ့တွေကိုလှမ်းကြောင်းကြားလိုက်ပါတော့တယ် ကယ်ဆယ်ရေးတင်မောရောက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့တင်မောသားတွေအားလုံးဟာကုန်းဘက်ပေါ်မှာမျက်လုံးပြူပါဆက်ဟာပြီးလက်ကိုအော်ဟစ်ဆက်နှမ်းထားတဲ့ပုံစံမျိုးနဲ့အေးခဲတေဆုံးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။ထူးဆန်းတာကတော့သူတို့ရဲ့ကိုယ်ပေါ်မှာဒဏ်ရာတစ်ခုမှမရှိပေမဲ့သူတို့ရဲ့မျက်နှာတွေကအလွန်အမင်းကြောက်လန့်တုန်လှုပ်နေတဲ့အမူအရာတွေနဲ့အသက်ပြောင်နေခဲ့တာပဲဖြစ်ပါတယ်။ တရှင်သူတွေကိုရှာဖွေတွေ့ရှိခြင်းမရှိတဲ့နောက်ဆုံးမှာတော့ကင်ဆယ်ရေးအဖွဲ့ကတင်းမော့ကိုကန်ဆက်စီကိုဆွဲယူဖို့စတင်လှုပ်ဆောင်ကြပါတော့တယ်။ဒီလိုဆွဲယူဖို့လုပ်နေတော့မှာပဲတင်းမော့ကရုတ်တရက်ဆိုသလိုအเจ้าမဲ့ပောက်ကွဲကနှိမ့်ုပ်သွားခဲ့ပါတော့တယ်။မိကွန်းတွေကဒီမှာစတင်တာပါ။ဒါဟာလျှို့ဝှက်ဓာတုပေဒအစိတ်တငွေတစ်မျိုးကြောင့်လား။ဒါမှမဟုတ်တင်းမော့ပေါ်မှာရှိနေခဲ့တဲ့အမောင်စွမ်းရင်တစ်ခုရဲ့လက်ချက်ကြောင့်လားဆိုတာကိုဒီကနေ့အထိဘယ်သူမှမဖြေရှင်းနိုင်သေးပါဘူးရှင်။ နံပါတ်3 The Odysseus ရေခဲထဲမှာ73နှစ်ကြာပိတ်မိနေတဲ့ဝိညာဉ်များဒါကတော့အချိန်ကိုအေးခဲစေခဲ့သောတင်မောလို့သမိုင်းပညာရှင်တွေတောင်တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ The Odysseus တင်မောကြီးရဲ့အကြောင်းပါ1925ခုနှစ်မှာဝေလ9ဖန်တင်မောတစည်းကရင်းလန်ကန်ယိုရန်နာမှာရွက်လွင်နေတဲ့ထူးဆန်းတဲ့တင်မောဟောင်းတစည်းကိုမမျှော်လင့်ပဲတွေ့ခဲ့ကြရပါတယ်။ဒီလိုနဲ့မတင်ကားလို့တင်မောပေါ်တက်ကြည့်တဲ့အခါမှာတော့ တင်မောသား28ရောင်လုံးဟာခန်းတွေထဲမှာရေခဲတွေနဲ့ဖုံးလန်းပြီးသူတို့တည်ဆုံခဲ့တဲ့အမှုရာအတိုင်းပုံစံမပြတ်ပဲအေးခဲနေခဲ့တာကိုတွေ့ကြရပါတော့တယ်။ထိတ်လန့်အံ့ဩစရာအကောင်းဆုံးကတော့အဲ့ဒီတင်မောရဲ့ကပ္ပရိန်ဟာစပွဲမှာထိုင်ပြီးမှတ်တမ်းစာအုပ်ကိုရေးနေတဲ့ပုံစံအတိုင်းအေးခဲနေတာပဲဖြစ်ပါတယ်။သူရဲ့မှတ်တမ်းစာအုပ်ကိုယူပြီးကြည့်လိုက်တဲ့အခါမှာတော့ဒီတင်မောကြီးဟာ1962ခုနှစ်ကတည်းကရေခဲတွေကြားထဲမှာပိတ်မိနေခဲ့တဲ့အကြောင်းသိလိုက်ရပါတော့တယ် ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ဒီသင်းမောဟာလူသားတွေမပါပဲ၁၃နှစ်တိတိရေခဲပြင်ကိုဖျက်ကျော်ပြီးလွင်မျောလာခဲ့တယ်ဆိုတဲ့အသေးပဲပဲဖြစ်ပါတယ်။အေးခဲတည်ဆုံးနေတဲ့သင်းမောသားတွေရဲ့ခန္ဓာကိုယ်တွေနဲ့အတူ သမုတ်တရားပေါ်မှာသူတို့တည်ဆုံးတဲ့အချိန်ကသူတို့ရဲ့ဝိညာဉ်တွေကိုလည်းထိမ့်သိမ်းထားသလားဆိုတာကတော့စဉ်းစားစရာပါပဲနော်။နံပါတ်1မယ်ရီဆလတ် ကမ္ဘာသမိုင်းရဲ့အကြီးအကျယ်ဆုံးပဟေလိဒီဇလန်ကတော့လူသားတွေရဲ့တွေးခေါ်မှုနဲ့စူးစမ်းကျင်တဲ့စိတ်ကိုဒီနေ့ထိစိန်ခေါ်နေသေးပါ1822ခုနှစ်မှာမယ်ရီဆလတ်တင်မောကြီးကိုပေါ်တူဂီကမ်းလွန်ပင်လယ်ပြင်မှာတင်မောသားမပါဘဲနဲ့လွင်မြောနေတာကိုတွေ့ရှိခဲ့ပါတယ်တင်မောကအကောင်းတိုင်းရှိနေပြီးတော့ကုန်ပစ္စည်းတွေလည်းအပြည့်အစုံရှိနေခဲ့ပါတယ်ဒါပေမဲ့လူဆိုလို့တယောက်တလေမှတော့မရှိတာကတော့အံ့ဩစရာပါဒါဆိုဖွဲ့သားတွေဘာကြောင့်ပြောက်ွယ်သွားတာလဲ ။တင်းမောပေါ်ကိုတက်ပြီးကြည့်တဲ့အခါမှာတော့ဇပွဲပေါ်မှာမနက်စာစားလက်စပကံတွေရှိနေသေးပါတယ်။ကပ္ပရင်ရဲ့ဓာတ်ကိုလည်းသူ့ရဲ့အခန်းထဲမှာတွေးခဲ့ရပြီးတွေးဆနေခဲ့တယ်လို့တချို့မှတ်တမ်းတွေကဆိုကြပါတယ်။ဒီနေရာမှာကဲဆယ်ရေးလေတစင်းသာပျောက်ဆုံးနေပြီးတော့တင်းမောသားတွေဟာအလွန်ရေးကြီးတဲ့အခြေအနေတစ်ခုကြောင့်တင်းမောကိုရုတ်တရက်ဆွန့်ခွာသွားခဲ့တာဖြစ်ဖို့တေချာနေခဲ့ပါတယ်။ဒါဆိုရင်ဒီတင်မောသားတွေကပင်လယ်ဓားရေရဲ့တိုက်ခိုက်မှုကိုခံရတာလားတင်မောပေါ်မှာပုံကံမှုဖြစ်ခဲ့တာလား ဒါမှမဟုတ်အင်အားကြီးမားတဲ့သဘာဝလုံဖြစ်စဉ်တစ်ခုကတင်းမောကိုမထိခိုက်စေဘဲနဲ့တင်းမောသားတွေကိုကြောက်ွယ်သွားစေခဲ့တာလားဆိုတဲ့ theory တွေဟာယနေ့တိုင်အငင်းပွားနေရဆဲဖြစ်ပါတယ်ရှင်နမတ်ဒက်ဖလိုင်းအင်းဒက်မန်မယန္နာလန်းဆောင်ကထาวရအကျင်းစာတင်တင်မောနောက်ဆုံးနမတ်တကတော့ပင်လေပြည့်ရဲ့အကျော်ကြားဆုံးနဲ့၆ချားဖို့အကောင်းဆုံးတစ်စီတင်မောဇလန်းဖြစ်တဲ့ဒက်ဖလိုင်းအင်းဒက်မန်အကြောင်းဖြစ်ပါတယ်။ ရက်ဖလိုင်းယင်းဒက်ရှ်မန်အကြောင်းကိုတော့အတော်များများသိပြီးဖြစ်နေကြမှာပါ။ဒီဇလန်းကတော့တကယ်ဖြစ်ရမှန်ဆိုတာထက်ဒဏ္ဍာရီပိုဆန်နေပါဗျ။စက်ခွန်ရာစုအတွင်းကဒက်ရှ်တင်မောတစည်းရဲ့ကပတိန်ဖြစ်တဲ့ဗန်ဒါဒက်ကန်ဟာကဘာပြတ်တဲ့အထိခုံမောင်းသွားမယ်လို့မုံတိုင်းကြားမှာဖျားကိုစိန်ခေါ်ခဲ့ပြီးနောက်မှာတော့သူစိန်ခေါ်ခဲ့တဲ့အတိုင်းပဲထောက်ရရွံ့လွင့်နေရမယ်ကြိမ်စာဆိုတင်ခဲ့ရပါဗျ။ ဒီတင်းမောဟာတကယ်ရုပ်လုံးနဲ့မမြင်ရဘဲဝိညာဉ်ပုံရိပ်ဖြစ်နေတာ။မောင်နှိုင်းမကြမီအချိန်မှာရုပ်တရက်ပေါ်လာတတ်ပြီးအခြားတင်းမောတွေကိုဆွဲခေါ်သွားဖို့စူးစမ်းတတ်တယ်လို့အများကယုံကြည်ကြပါတယ်။ဒီတိရှတော်ဝင်ရေးတက်သားထောင်ပေါင်းများစွာဟာ The Flying Dutchman ရဲ့ပုံရိပ်ကိုတကယ်မြင်ခဲ့ရတယ်လို့တရားဝင်မှတ်တမ်းတွေရှိနေခဲ့ပါတယ်။ဒီထက်ထူးဆန်းတာကတော့ The Flying Dutchman ကိုမြင်လိုက်ရသူတိုင်းဟာကန်ဆိုးမှုမှောင်ကြခြင်းဒါမှမဟုတ်ပေကျင်းတရားနဲ့ရင်ဆိုင်ရတတ်တယ်လို့ဆိုကြပါတယ်။ ဒါကြောင့်တင်သာပင်လေပြင်မှာရုတ်တရက်ထူးဆန်းစွာမိတော့နေတဲ့ရွက်လေတစည်းကိုတွေးခဲ့ရင်မျက်လုံးကိုမှိတ်ပြီးတော့ဖះစာရုပ်ဖို့ကိုသာအကြံပြုပါရစေရှင်။ကဲပရိသတ်ကြီးဒီနေ့တော့ဘေးချီမိုတင်းမောကြီးရဲ့ရေခဲကဘာကနေ Flying Dutchman ရဲ့ထာဝရကျင်းစာအထိကဘာသမုတ်တရားရဲ့အမှောင်ထုတွေကအစမ်းကျယ်ဆုံးဇလန်းငါးပုတ်ကိုအတူတူစူးစမ်းခဲ့ကြရတာပဲဖြစ်ပါတယ်။ ီဇလန်းတွေဟာသမုတ်တရားရဲ့နည်းနည်းတဲ့စွမ်းအားကိုပြသတယ်လို့လူသားတွေရဲ့အသိဉာဏ်နဲ့မရှင်းပြနိုင်တဲ့အရာတွေဟာကျမတို့ပဝင်းကျင်မှာတကယ်ပဲရှိနေတယ်ဆိုတာကိုပါသက်သေပြနေပါတယ်ဒီဇလန်းတွေထဲကဘဲတင်းမိုးရဲ့ကံကြမာကတင့်ကိုစဉ်းစားရကြက်စီခဲ့တယ်လဲဆိုတာကို comment မှာရေးသွားပေးပါဦးနော်နောက်တစ်ခါကုန်းပေါ်ကလူမရှိတဲ့လှိုးဝဲမျိုးတွေအကြောင်းကိုဖော်ထုတ်ပေးရမလားဒါမှမဟုတ်သမိုင်းလေးကအစမ်းကျယ်ဆုံးကျင်းစာတွေအကြောင်းကိုစူးစမ်းတင်ဆက်ပေးရမလားဆိုတာအကြံပြုပေးခဲ့ပါဦးရှင် ောက်ထပ်ထိတ်လန့်စရာဇာတ်လမ်းတွေနဲ့ပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်ရှင်။